ုံစင်းနှုံချင်းမျက်နှာနဲ့အများကျမတို့ကကျမတို့မြန်မာနိုင်ငံရဲ့ကြက်ငွေကငွေကြေးဖောင်းပွားမှုဖြစ်တာပေါ့နော်ငွေကြေးဖောင်းပွားတယ်ဆိုတာဘာလဲဆိုလို့ရှိရင်အဲဒီဒီဒီငွေကြေးနဲ့ဝယ်လို့ဝယ်ရတဲ့ပစ္စည်းတွေနည်းကုန်တာပေါ့နော်ဆိုလို့ရှိရင်ခါတိုင်း1000နဲ့1000နဲ့တအိမ်လုံးကို ဟိုဒါဟွာပေါ့နော်ဒီတတောင်းဘိုးအတုံးလိုက်လို့ရှင်တအိမ်လုံး၄၅6ရောက်9ရောက်10ရောက်တအိမ်လုံးစားနိုင်တယ်မနေ့စာညစာမနေ့စာညစာနေ့လည်းစာပေါ့နော်စားနိုင်တယ်အခုဆိုလို့ရှိရင်3000မှစားနိုင်တယ်အဲ2000မှစားနိုင်တယ်2000ခွဲမှစားနိုင်တယ်ဟိုပတ်စံအတုံးမခံတော့တာပေါ့ရှင်ကုန်စည်နှုံးတွေကြီးမြင့်လာတဲ့အချိန်မှာပတ်စံအတုံးမခံတော့ငွေဖောင်းပွားမှုတွေဖြစ်တာပေါ့နော် ဆိုလို့ရှိရင်နော်အဲ့ဒီကိစ္စတွေကဒါဘသူ့ကိုထိခိုက်ဆုံးလဲဆိုလို့ရှိရင်အခြေခံလူဒန်းစားတွေကိုထိခိုက်ဆုံးဖြစ်ပါတယ်ရှင်။အခြေခံလူဒန်းစားဆိုတာဝင်ဝင်နေတဲ့ပေါ့နော်လကစားတွေဝင်ဝင်နေတဲ့လက်လုံလက်စားတွေနော်စသဖြင့်ဒါတွေကိုထိခိုက်ဆုံးဖြစ်ပါတယ်ရှင်။နော်အဲ့ဒါကြောင့်မလို့အဲကျမတို့ဟိုကျမတို့ပါတီနေနေတော့ဒီပြည်သူလူထုရဲ့အခက်အခဲကိုကျမတို့သိပါတယ်။ဒါဒီဖြည့်ရှင်းရမယ့်နီလန်းလဲကျမတို့သိပါတယ်။အဲဒါလေးတွေဆောင်ရွက်ဖို့ကျမတို့မူဝါဒချမှတ်ထားကြအောင်ရှင်းလင်းတင်ပြခြင်းပါတယ်ရှင်။ ဒီမှာလေပြုံးပြုံးလေးပြောပါတဲ့ဆိုတော့ကျွန်မလည်းဟိုပါပေါ့နော်အဲဘယ်လိုပြောရမလဲအဲဟိုပါပေါ့ရှင်ဒီဟိုပါပေါ့အလာဘတလာဘစကားစမိပြောတာမဟုတ်ဖဲနဲ့အဲပြီးလို့ရှင်နိုင်ငံရေးပါတီရဲ့ကိုကိုစားပြုပြီးပြောရတယ်ပြီးလို့ရှင်ပါတီရဲ့မူဝါဒပြောရတယ်ပြီးလို့ရှင်လည်းအဲပြီးလို့ရှိရင်လည်းပြည်သူလူထုကိုကျမကျမပြောတယ်ဆိုတာပြည်သူလူထုကိုပေးထားတဲ့ဂရုတွေလို့လဲ မှတ်ယူလို့ရတယ်ဆိုတော့လေဆိုလို့ရှိရင်အလာဘတာလာဘတငယ်ချင်းချင်းချင်းပြောတယ်လို့မျိုးမဟုတ်ဘဲနဲ့အဲအဲ့တော့ဖြစ်နေပါတယ်ရှင့်အဲ very seriously ပေါ့နော်အသေးအံကျွန်မပြောနေတဲ့သဘောဖြစ်ပါတယ်ရှင့်အဲ့ဒါဖြစ်ပါတယ်အဲဆိုလို့ရှိရင်ကျွန်မပုံမှန်ဆိုတော့အပြင်မှာတော်တော်ပြုံးပါတယ်ရှင့်သို့တော်လည်းဒီလို live လွှင့်ပြီးတော့မှအဲဒီ subject ပေါ့နော်ဒီဘယ်လိုပြောမလဲဘာသာရဆိုင်ရာမူဝါဒဆိုင်ရာတွေပြောတဲ့အချိန်မှာပြောမဆိုမှလည်းမဖြစ်စေချင်ဘူးဘယ်သူမှလည်းကျွန်မတို့မထိခိုက်စေချင်ဘူး ဘဲနဲ့တော့ပြီးလို့ရှိရင်ဘသူ့မှလည်းမထိခိုက်ဘူးပြောင်းသွားဆိုမှလည်းမရှိဘဲနဲ့ကျမတို့ပါတီရဲ့ကျမတို့ပါတီရဲ့ရည်တည်ချက်ကိုရည်တည်ချက်နဲ့မူဝါဒတွေကိုပြည်သူလူထုတွေကိုရှင်းရှင်းလင်းလင်းသိရှိစေချင်တာဖြစ်တဲ့အတွက်အဲကျမတေချာလေးရှင်းပြနေရတဲ့ခါကျတော့အပြုံးအည်နဲနေတာဖြစ်ပါတယ်ရှင်ပြုံးပြုံးလေးပြောပါတဲ့ ကျေးဇူးတင်ပါတယ်အောင်မြင်ပါစေခင်ဗျာတဲ့ကျေးဇူးတင်ပါတယ်ရှင်ကျွန်မ live ကိုလည်းကြည့်ပြီးတော့မိကွန်မေးပေးတဲ့အတွက်စိတ်ဝင်စားနေမိကွန်မေးပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်အဲကျွန်မကိုကျွန်မကျွန်မကတော့ဒီနေ့ကနေစပြီးနည်းနည်းလေး interactive ဖြစ်တာပေါ့နော်အဓိကဘာကိုပြောချင်တာလဲဆိုတော့ကျွန်မတမီးကဒီ live လွှင့်နေကြဆိုတော့အဲမမီ live လွှင့်တာတဲ့ဒီဒီ comment တွေကိုမကြည့်ဘူးတဲ့ comment တွေကပြောတဲ့ဟာကို ဟိုအတိမမပြူရရောက်တယ်တဲ့ comment နေကိုကြည့်ပြီးတော့မှဟို interactive ဖြစ်ရမှာပေါ့နော်အပြန်အလှန်ပြောတာမျိုးဖြစ်ရမှာတဲ့အဲ live လွှင့်တာနဲ့မတူဘဲနဲ့အဲပေါ့နော်ဒီဘာသာရကိစ္စတစ်ခုကိုဟိုထိုင်ပြီးအတန်သွင်းနေတာနဲ့တူတယ်ပေါ့နော်အတန်သွင်းနေတာဆိုရိုးရိုးအတန်သွင်းပြီးတော့မှ YouTube တို့ Facebook တို့ TikTok တို့မှာခွဲခွဲပြီးတင်လို့ရတာပဲဟို live ဆိုလို့ရှိရင်တော့ဒီ live မှာလာပြီးကြည့်ကြတဲ့အဲကြည့်ကြတဲ့ဟိုပါပေါ့နော်အဲဒီဒီပြိတ္တတွေကိုလည်း အတန်ရှင်းပေးရမယ်အာယုံစူးစိုက်မှုပေးရမယ်လို့ကျမသမီးကဒီနေ့ပဲကျမကိုဖီးဘက်ပေးပါလေရှင်အကြံပြုပါတယ်တော့အဲ့ဒါပါရှင်ဆိုလို့ရှိရင်ဒီမှာလေးလေအားလုံးအတူတဲ့ကြော်မင်းထက်ဆိုတဲ့အကောင့်ကနေအားလုံးအတူရှေ့ဆက်မြည်တဲ့နိုင်ငံအတွက် PPP တဲ့ဂျေဆုတင်ပါတယ်ရှင်ဂျေဆုတင်ပါတယ်ရှင်ကိုကျော်မင်းထက်အဲပြီးလို့ရှိရင်တော့အဲကိုကျော်ဝင်းအောင်ကနေ good explanation ဆိုပြီးလက်မှတ်ထောင်ပြထားပါတယ်အဲဂျေဆုအများကြီးတင်ပါတယ်ရှင် now ဒီဒီ women တန်ဆိုတဲ့အကောင့်ဆိုတော့လေဒေါ် women တန်သို့မဟုတ်မတ် women တန်ပေါ့နော်အကောင့်ကလည်းအသေးအပြာလေးတွေ၅ခုပေးထားပါတယ်ဂျေဇူးမြိုင်းကျင်ပါတယ်ရှင့်တော့မိမိဆိုတဲ့မိမိဆိုတဲ့အကောင့်ကလည်းအဲကျမတို့ဟိုပါပေါ့ရှင့်ဒီဟိုပါပေါ့ emoji နဲ့ပေါ့နော် emoji နဲ့ဟိုဟိုပေးထားပါတယ်နန်းရှမ်ပုံနေအော် sorry sorry ပါရှင့်ကျမလည်းမျက်စိတော့တော်တော်မုန်းတယ်အဲနေရှမ်ပုံဖြစ် နေရှင်ဖုံးပြေးကလည်းနေရှင်ဖုံးပြေးကလည်းအသေးလေးတွေပေးထားပါဗျ။အဲပြီးလို့ရှိရင်ကျွန်တော်တို့ပါတီကပေါ့နော်မန္တလေးရဲ့ People's Pioneer Party ကလည်းကြီးနေပါဗျ။အပြာရောင်မိုးကောင်းငင်ကလည်းအောင်မြင်ပါစေဆိုပြီးကျွန်မကိုဆုတောင်းပေးနေတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်။ဒီဇော်လင်းဆိုတဲ့အကောင့်ကလည်းအသေးလေးတွေပေးထားပါဗျ။အဲပြီးလို့ရှိရင်အဲခုနကတော့ပေါ့နော်ခုနတောင်သူလယ်သမားတွေဖွံ့ဖြိုးတိုးတက်ရေးကိုဘယ်လိုလုပ်မလဲဆိုတော့ အနောက်တစ်ခုအဲ့တောင်သူလယ်သမားဖွံ့ဖြိုးတိုးတက်ရေးမှာတောင်သူတွေကဘာဒုက္ခရှိလဲဆိုလို့ရှိရင်သူကလယ်စိုက်တဲ့အချိန်မှာတီးနံပေါ်တဲ့အချိန်မှာဈေးကျတယ်ပေါ့နော်အဲ့လိုဈေးကျတဲ့အချိန်မှာဆက်ပြီးတီးနံတွေမကင်ထားနိုင်မနဲ့ဈေးကျနေပဲရောင်းရတဲ့အချိန်မှာတောင်သူတွေကဒါစိုက်ပြိုးရကြုံမနှက်ဘူးပေါ့နော်အဲ့ကြတော့ကျမတို့က supply chain financing ဆိုတာပေါ့နော်ဆိုလို့ရှိရင်သွင်းအားစုတွေဝယ်ဖို့လဲချင်းငွေရပေးမယ်ပြီးလို့ရှိရင်စိုက်ပြိုး ထွန်ရက်စိုက်ပြိုးပြီးလို့မျိုးတီးနံပေါ်တဲ့အချိန်လဲဒီတီးနံတွေကိုဂိုရောင်ထဲမှာတင်ဆက်ထားလို့ရအောင်ကျမတို့ဒီ warehouse financing ပေါ့နော်ဒီဂိုရောင်ထဲမှာပစ္စည်းတွေထားထားတဲ့အတွက်ဒီပစ္စည်းတွေအပေါင်သဘောမျိုးထားပြီးတော့မှတောင်သူတွေကစိုက်ပြိုးတောင်သူတွေကငွေချေးခွင့်ရှိတာပေါ့နော်ချေးငွေရယူခွင့်ရှိတာအဲ့ဒါပြီးလို့ရှိရင်မှဈေးကြိုက်ပြီဆိုတော့မှကုန်တယ်တွေလက်ထဲရောင်းတာပေါ့နော်အဲဒါမျိုးလေးလုပ်ပေးရင်ပြီးကုန်တယ်တွေအနေနဲ့လည်းခုနကကျမပြီးခဲ့တဲ့အပတ်ကလည်းကျမပြောခဲ့ပါတယ်ဆိုလို့ရှိရင်သူက ဟိုတန်ချိန်သတန်းစာပဲငွေတက်နိုင်တယ်တကယ်တမ်းကျတော့ပစ္စည်းတွေကလည်းတန်ချိန်၄၅သန်းရှိတယ်ဝယ်လိုအားကလည်းနိုင်ငံတကာမှာ၄၅သန်းရှိတယ်ဆိုလို့ရှိရင်ဒီငွေအရင်းနှီးမလုံလောက်လို့ရှိရင် trade financing ဆိုတာပေါ့နော်ဒီဒီစံစဘာတွေပဲမျိုးစုံသို့မဟုတ်ပြောင်းပေါ့နော်အဲဒါမှမဟုတ်ရေထွက်ပစ္စည်းပေါ့အဲဒါတွေဝယ်မယ်ဝယ်ပြီးလို့ရှိရင်ရောင်းပြီးတာနဲ့အကျွေးပြန်ဆက်မယ်ချေးငွေပြန်ဆက်မယ်ဆိုလို့ရှိရင်ဒါ trade နဲ့ပတ်သက်ရင် trade financing ကတော့ short term ပေါ့ရှင်6လတို့ဘာလို့ပေါ့နော်အဲအဲ့လိုလေးပေးတာပေါ့ရှင်